တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတောင်းမြေဦးကိုညံကုန်းရဲ့ရေကြက်သားဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် င်းစားချိန်ကလည်းလင်းသွားသည်ပြင် ဟင်းကလည်းရှာရှာပါပါတစ်နှစ်လုံးနေလို့မှတခါစားရရန်မလွယ်ကူသည်ရေးချက်သားစီပြန်ပဲဆောင်ကားသည် ပြုတ်တို့စရာနှင့်အဖျောဆက်နိုင်နိုင်ဖြစ်ဖျောထားသည်ငစင်ရန်ရေချိုးငပိရင်ဒီအတုမြုံနှင့်ဟင်းရာတို့ကနှုတ်စီဘူးသုံးလုံးချက်ဟူသောထမင်းကို တခဏအတွင်းအပြည့်ရှင်းပြလိုက်သည်စားသည်သူက များများစားစားမဟုတ်ကိုချမ်းအေးနှင့်ကြည်လှတို့နှစ်ယောက်တည်း ကိုချမ်းအင်းနဲ့ကြီးလှအလုလုံနေရာတလင်းသူမလှမီထမင်းလာဖို့တော့အချိန်ကညနေ၄နာရီပင်မရှိသေး။သို့သောကောက်ပြန်အားတီးတံတက်ဆသာရှိသေးတော့ခွာသာကမတက်သေး။ခွာသာလိုင်လိုင်တက်မှသာတခါဖော်ရမည်မို့ခွာသာတက်သည့်အထိဆက်နေနေရသဖြင့်ထမင်းသာနောက်ကျခြင်းဖြစ်သည်။ယနေ့ညတွင် ကောက်ပြန်အားနှစ်ခါဖော်နှစ်ခါဆွနိုင်မှမနှက်ပြန်နဲ့စောစောတခါဖော်ပြီး ကောက်ရိုးပစ်နိုင်မည်ဖြစ်သည်ဒီလိုတနေ့ကိုကောက်ပြန့်နှစ်ပြန့်ကြအောင်စောင်ရက်တော်မှာကောက်လိုင်းကုံအောင်နောက်6ရက်9ရက်ခန့်နေရအောင်မည်ဖြစ်သည်နေ၍ရရှိလာသောစဘာများကိုလေးတိုက်တိုက်တွင်မှော်နှင့်အမိုက်တရိုက်များကင်းစင်သွားအောင်လင့်စင်ဖြင့်ဝှေ့ရအောင်မည်ဖြစ်သည်ဝိ၍တန့်စင်သွားသောစဘာများအားတလင်းမှလဲပိုင်းရှင်အိမ်ရောက်လှဲဖြင့်တဲပို့တိမ့်ဆဲပြီးမှနှွေရာသီလုပ်ငန်းကပြီးမည်ဖြစ်သည် လေယာဉ်လုပ်ငန်းလုပ်ကိုင်းရာတွင်နှွေလုပ်ငန်းမှာ၆၆တွေ့တွေ့ဆောင်ရွက်ရတော့လဲမိုးလုပ်ငန်းလိုအချိန်ခါမရှိကြ။မိုးလုပ်ငန်းမှာနက်နက်9နာရီလောက်မှာလေထွန်စထွက် နေ့လယ်12နာရီမှာထွန်ဖြုတ်ပြီးထမင်းစာတမီးလောက်နာညနေ3နာရီလောက်မှာလေကသင်းပြူပြင်းရန်ကသင်းပေါက်စင်းညနေ9နာရီလောက်အလုတ်သိမ့်ပြီးထမင်းစာတညာလုံးနားနေလို့ရသည်။နှွေလုပ်ငန်းကတော့ထိုးတို့မဟုတ် မနက်၄နာရီလောက်ကထားပြီးလုပ်ငန်းစရသည်။နေရရှိလျင်နေဒါမှမဟုတ် ကောက်ပြန့်ဖော်ရရှိလျင်ဖော်ရသည်။ဖော်ပြီးသည်နှင့်နောက်တစ်ပြန့်အတွက်ကောက်လိုက်များအားစဝိုင်းပုံတရန်တီးတံများကို အပေါ်ဘက်ထောင်၍စီးပြီးလျင်ကျွဲရဲဖြင့်တက်၍နေအတီးတံများပေါ်သို့ထောင်၍ဝိုင်းစီထားသောကောက်ပြန့်မောသို့ကျွဲရဲနှင့်ပထမဦးစွာတက်၍နေနှင်းဒီကိုတီးတံတက်သည်ဟုခေါ်သည်။ ကောက်ပြံမော်တွင်ကျွဲတွဲဖြင့်ပတ်၍နေသည့်အချိန်ကြာလာတော့အညာမှစပားစီကလေးများပြုတ်ထွက်သွားကြပြီးကျွဲနှင်းသဖြင့်ခြေမွထွက်လာသောစပားရွက်ကလေးများနှင့်အယိုးသာအကျိုးကြီးများကောက်ပြံမော်တက်လာသည်ကို ခွာစားတတ်သည်ဟုခေါ်သည်ခွာစားများများတက်လာသည့်အခါ၌ဝါဒုတ်တန်တွင်တန်ချိတ်ကောက်တက်ထားသည် ကောက်ဆွာဖြင့်ကောက်ပြံအားထိုးဖွာ၍စပားစီကလေးများကိုခါချရသည်ဒီလိုနယ်လိုက်စွလိုက် တုံးကလှုပ်ပြီးချိန်တွင်စပားစီအလုံးအနှံမှကျွေသွားပြီဖြစ်သည့်အတွက်ကြံကောက်ရိုးများအားတနည်းအားတွင်စု၍ကောက်ရိုးပုံ ပြုတ်လို့ရသည် မနက်၄နာရီလောက်ကတည်းကအလုတ်ကိုဇက်တိုက်လှုပ်လာခဲ့ပြီး၇နာရီလောက်နေဘူးလားမှထမင်းစားပြီးခိတာနာညနေ၃နာရီလောက်မှလုပ်ငန်းပြန်စားလာသာသည့်ညများတွင်ညသကောင်ခန့်ထိလှုပ်ရသည်မို့မိုးလုံးငန်းတဲ့ပို၍ပင်ပန်းသည်ကတော့အမှန်မင်းဖြစ်သည် ကိုချမ်းရင်မှာဝမ်းဟာနေသည့်အချိန်တွင်ထမင်းကိုဟင်းကောင်းကောင်းနှင့်စားလိုက်ရတော့ဗိုက်လေးသွားပြီးလဲနေခြင်းစိတ်က ပေါ်လာသည်သို့သောစိတ်လိုတိုင်းလဲနေက လုပ်ငန်းပြီးမည်မဟုတ်သဖြင့်ကောက်ပြန့်ဖော်ရန်အတွက်ကောက်စွာထားရနေရသို့ထလာခဲ့သည်ကိုချမ်းအေးကောက်စွာယူပြီးချိန်ထိလူငါဖြစ်သူ ရောက်ဖကြည်လှလိုက်မလာသေးသဖြင့်ရှာကြည့်လိုက်တော့ကောက်ဆိုင်ပုံ ကောင်းလိုင်းစည်းအပုံအားမှီပြီးအိတ်နေသည်ကိုတွေ့ရသည်ဂျမန်နေ့ကလည်းအိတ်ချိန်နောက်ကျ၍မနေ့ကလည်း၄နာရီလောက်ကပင်ထားပြီးပင်ပင်မှန်းမှန်းလှုပ်လာရတော့အိတ်ချင်မှပဲလေဟုကိုချင်းစာမိသည် သို့တော့လုပ်ငန်းကလုံမှဖြစ်မည်မို့ဟေးကြည်လာရေနှက်မနေနဲ့အုံးကွာတော်ကြမနေ့ညကလူညနဲ့နေဦးမယ်ဒီတော့မှကြည်လာမှာအိမ်မုံဆုံးမွားနေကုန်းထလာရင်းကား အမင်းစားလက်လွန်သွားလို့လားတော့မသိဘူးကိုကြီးချမ်းရေဖိုက်လေးပြီးအရန်ငိုက်လာတာနဲ့ခဏထိုင်လိုက်တာမှီးကနေဖြစ်သွားတယ်အေးငါလဲလှဲကျင်တာပဲကွဒါပေမဲ့ဒီညနှခါမဖို့နိုင်ရင်မနေ့ပြန်အလုတ်ကကတိသွားမှာနည်းနည်းအောင့်ထားကွာဒီအပြန့်ဖော်ပြီးလို့ရှိရင်ငါကျွဲတက်လှဲ့ပါမယ်အဲ့ဒီတော့မင်းမေးပေါ့ဟုတ်လားရပါတယ်ကိုကြီးချမ်းရာဒါတော့မဟုတ်ပါဘူး နှစ်ယောက်ထဲရှိတာပဲဗျာအေးဒူပူမြပေါ့မဟုတ်ဘူးလားကောင်းပါပြီဗျာကောင်းပါပြီရောက်ဖာဖြစ်သူကြည်လာအာနှွေလုံငန်းတွယ်လေသွင်းငါဖြစ်စဘာ၄၀စန်တလတတင်းဖြင့်ကိုချမ်းအီငှားရငဲ့သည်သူရင်းငါဆိုတော့လေကြည်လာပေါ်ကိုချမ်းအီကမိသားစုလိုသဘောထားသည်ညီငယ်လိုညှတာသည်ထို့အတူကြည်လာကလည်းကိုချမ်းအီပေါ်တည်တတ်သည် နားလည်မှုရှိသည်မို့အလုတ်လုပ်ရတာအဆင်ပြေသည်မနေ့ကညနေပိုင်းစပားနေနေစဉ်ရေကျက်အော်တန်ကအယိုးချောက်တမန်ဘေးရှိခရံစူးကြုံတော်ထဲမှ ထွက်လာသည် ကြည်လမှာစပားတလင်းနှင့်မလန့်မကန့်ရှိစူးကြုံတော်ဘက်သို့မျှော်ကြည့်ရင်းကကူကြီးရေကျွန်တော်ဒီရေကျက်အော်တန်ကိုကြားကြားနေတာ၄၅ရက်ရှိပြီဗျဒီကောင်ဒီတော်ထဲမှာအတိုက်ရှိတယ်နဲ့တူတယ်အေးกว่าရှိနိုင်တယ်ထင်တယ် ငါလဲခြုံတစ်ခုနဲ့တစ်ခုကိုကူကူသွားနေတာတွေ့တွေ့နေတယ်ကွာဒါဆိုရင်အဲ့ဒီခြုံဆက်မှာပြီးသွားထောင်ရရင်ကောင်းမလားမသိဘူးလုံမနေပါနဲ့ကွာမနဲ့ပြန်ကြမှငါကြည့်စီစဉ်မှမယ်တေချအောင်လုတ်ပြရေကျက်သားကစားရခဲ့တယ်အေးပါကြည်လရနဲ့ပြန်ညက်နေမင်းစားရပါသေးမယ်ဟုတ်လားအင်းစားရကြည်သေးရဲ့စားရကြည်သေးရဲ့ကြည်လမှာနောက်ရွှွှွပြောရင်းကား ကျွဲတွေအားကောက်ပြန့်မော်တွင်ပတ်ဝိုင်းနေနေသည်ကိုချမ်းရေးမှာ ကောက်ပြန့်အနာသားများအားကောက်ဆွဖြင့်ကော်၍ကောက်ပြန့်မော်ပစ်တင်ရင်းမှာမနှက်ဖြန်တွင် ရေကျက်ဖန်းစီရေးမိရေးအားစိတ်ကူးဖြင့်စီစဉ်လိုက်လေသည်မနှက်စောသော ကောက်ပြန့်ဖော်၍ရရှိလာသည့်ကောက်ရိုးများအားအကုန်လုံးကောက်ရိုးပုံသို့မပို့ဘဲသုံးဝါးစာလောက်တလင်းဆက်တွင် ကိုချမ်းဤပုံထားလိုက်သည် ကောက်လှိုင်းနောက်တစ်ပြန်အားကြည်လှတီးသန့် ကြည်လတီးတံတက်နေစဉ်တွင် ကိုချမ်းဤအိမ်သို့ပြန်ပြီးပိုင်တလုံးအားယူခဲ့၍ကနားဖြင်းဆက်တွင်လှမ်းထားလိုက်သည်ရိုးဖြားတမန်လေကွက်အတွင်းရှိကောက်လိုင်းများအားတလင်းတွင်သို့တွင်းပြီးချိန်မှစ၍ကိုချမ်းဤတို့သမီးယောက်ဖနှစ်ယောက်အိမ်သို့ပြန်မအိပ်ရတော့ဘဲတလင်းဘေးရှိကျွဲထားထားသောကနားဖြင်းတွင် အဖီကလေးဆွဲပြီးအိပ်ကြရသည်မနှက်စာညစာထမင်းကိုတော့ဇနီးဖြစ်သူလှမေးကလာပို့သည်မနက်ပိုင်းကောက်ပြန့်ဖော်၍ ထမင်းစားပြီးချိန်မှာတော့အချိန်က၁၇နာရီကျော်သွားပြီ။နေကင်းမိုင်းခိတနားချိန်ရတော့လဲကိုချမ်းအေးကမနာနိုင်။တလင်းဝဲတွင် ပုံထားသော ကောက်ရိုးများကိုကောက်ရိုးထုံပြုတ်လို့၍ရိုးချောင်တမန်ပေးရှိခရစူးကြုံရှိရာသို့တမိရောက်ဖနှစ်ယောက်တည်ယူလာခဲ့သည်။တလင်းတွင်ကြံနေရသေးသည့်ပိုင်နှင့် ကောက်ရိုးတဲပြရာတွင်အသုံးပြုသည့်ကောက်ရိုးပြဝါနှချောင်းအားကြီလာကို ပြန်ယူခိုင်းလိုက်သည်။ ကြည်လကောက်ရိုးပြဝါနှင့်ပိုင်သွားယူနေစဉ်တွင်ကိုချမ်းအေးအစွန်ဆုံးခရာချုပ်နှင့်အလေခရာချုပ်ကြီးအကြစူးပင်ပားရနေရာတွင်ကောက်ရိုးကိုဖြန့်ချ၍စီယိုတစ်ခုထိုးလိုက်ပြီးစီယိုအားပြုလို့ရ၌ခရာချုပ်ကြီးဘက်တွင်အဝကျဲထားရှိ၍အစွန်ခရာချုပ်၌ရာဘတ်သို့ရှူပြီးကျင်းသွားသောကရော့ပုံစီယိုဖြစ်လေသည်ကြည်လရောက်လာသည်နှင့်သူယူလာသောပိုင်အားယူကား ရော့ဘုံ CEO ၏အကျဉ်းဆုံးနေရာတွင် ပိုင်ဝအားခရာခြုံကြီးပံမျက်နာမူပြီးချထောင်လိုက်သည်။နောက်ပြီးထောင်ထားသော ပိုင်ဝကိုသာခြံလှက်၍အပေါက်ကျဲများအားကောက်ရိုးဖြင့်လိုက်လံပိတ်ဆို့လိုက်သည်။အမြင့်ပေါင်လေကမရှိသည့်ထိုးထားသောကောက်ရိုး CEO အားလုံခြုံသေးချမှု ရှိမရှိကိုခြံအေးထက်မှန်စစ်ဆေးလိုက်သည်။သေချာကျေနပ်သွားသည်နှင့်ကြည်လထံမှကောက်ရိုးပြဝါးတလုံးအားခွဲယူပြီးတမိရဖနှင့်အောင် ခရာခြုံကြီးအစွန်သို့လာခဲ့သည်နောက်ခြုံဤတစ်ဖက်တစ်ချက်တွင်တယောက်စီနေရာခွဲယူလိုက်ပြီးရေကျက်၆ချင်းလုပ်ငန်းကိုစလိုက်သည်ပါဇက်မှာဟေးဟေးဟုအတန်ပေးလျက်ခရာခြုံအားလက်ထဲရှိကောက်ရိုးပြဝါဖြင့်ရိုက်ပုတ်ကာစီယိုရှိရာသို့တဖြည်းဖြည်းချင်းရိုက်ချောက်လာခဲ့သည် နောက်ဆုံးစီယိုထံရောက်လျင်တော့ရေကျက်၆ချင်းလုပ်ငန်းကပြီးပြီပိုင်တွင်းသို့ရေကျက်ဝင်းမဝင်းသာကြည့်ရှုရန်လိုတော့သည် ကိုချမ်းရီထောင်ထားသောပိုင်အားစီယိုအတွင်းမှနှုတ်ယူဆွဲဖော်ကြည့်လိုက်တော့ရေးကျက်လေးကောင်ပိုင်တွင်မိနေကြောင်းတွေ့ရသည် ရေးကျက်များမှာသူတို့နေထိုင်ရာခရစူးကြုံအားရိုက်ပုတ်လှုပ်ခတ်လာသည့်အတွက်ထွက်ပြေးရှောင်းတိန်ညာရာတွင် စီယိုတို့ရောက်သည့်အခါ၌တခုတည်းသောအပေါက်ဖြစ်နေသော အပေါက်သို့ပြေးဝင်ညာသည်ထိုအပေါက်မှာပိုင်ထောင်ထားသောအပေါက်သားဖြစ်၍ပိုင်တွင် ရောက်ရှိသွားခြင်းဖြစ်သည် ပိုင်မှာရှခင်တထားသော ချင်းညာတစ်ခုဖြစ်၍ဝင်ပြီးလျင်ပြန်ထွက်၍မရတော့ပေ။ရေကျက်လေးကောင်မှ ပိုင်တွင်း၌ထွက်ပေါအားရှာဖွေလှုပ်ရှားနေကြသည်။ကိုချမ်းအေးလက်တွင်းရှိပိုင်အားကြည်လှသို့လွှဲပေးလိုက်ပြီးအစောပိုင်းကထိုးထားသော ကောက်ရိုးစီယိုမှ ကောက်ရိုးများအားဝလုံးဖြင့်ကော်၍ဖြတ်ပြစ်လိုက်သည်။သို့မှသာမမိပဲကြံ့ရစ်နေခဲ့သော ရေကျက်များ ခရာစူးကြုံတွင် ပုံစံမပြတ်သွာလာနိုင်မည်ဖြစ်သည်။ တွာလာလှုပ်ရှားရမှုခက်ခဲသွားပါက ရေကြံများတောချုံပြောင်းရွှေ့သွားနိုင်သည်မို့ COR ဖြတ်ပြစ်ရခြင်းဖြစ်လေသည်ရေကြက်ဆိုသောအကောင်မှာကြက်မျိုးစားဝင် ဖြစ်တော်လဲအိမ်မွေးကြက်ကဲ့သို့အိမ်မမွေးလို့မရရင်ပါမှုမရှိတောကြက်ကဲ့သို့အရင်သက်သက်ဖြစ်လေသည်တောကြက်မှာကုန်းပိုင်းမြေပြင်တွင်ကြက်စားနေထိုင်တော်လဲရေကြက်ကတော့နမယ်နှင့်လိုက်အောင်မင်းကုန်းပိုင်းတွင်ကြက်စားလေမရှိရိုးချောင်းကမ်းမရှိ စူးကြုံတောနယ်များအတွင်း၌သာနေထိုင်ပြီးအစာကိုလည်းနုံနှောများတွင်ရှောက်ဖွေစားတော့လေရှိသည်တို့ကြောင့်လဲရေကြက်ဟုခေါ်ခြင်းဖြစ်ပေလိမ့်မည်ရေကြက်မှာနှမျိုးရှိလေသည် အကောင်တွင်ထူးခြားသောအယောင်သွေးကွဲပြားခြင်းမရှိသည့်အကောင်ကိုရိုးရိုးရေကြက်ဟုခေါ်ပြီး အကောင်ဤပန်းနှစ်ဖက်တွင်ထူးထူးခြားခြားအဖြူမှွေးကလေးများဖုံးအုပ်နေသောအကောင်ကို ရေကြက်ပါဖြူဟုခေါ်ကြသည်ဘာကြောင့်မှန်းတော်မသိဘူး ရေကျက်ပါဖြူသားမှာရိုးရိုးရေကျက်သားတဲ့အနှဲငယ်ပူနူးညံပြီးပို့ချိုလေသည်ရေကျက်မှာတောကျက်လောက်အကောင်မကြီးအကောင်သေးမျိုးစားဖြစ်ပြီးတောကြီးတာတာလောက်သာကြီးလေသည်ကိုချမ်းအေးရေကျက်ချောက်အပြီးတလင်းပြန်ရောက်တော့နေပင်မုန်းတဲ့နေပြီဖြစ်သည်ဒါကြောင့်လဲကြီလှအားအနာပင်မခိုင်းတော့ပဲရေကျက်ပိုင်းနှစ်တူအိမ်သို့လွှတ်လိုက်သည် ကြည်လပိုင်ကိုဆွဲပြီးတလင်းမှထွက်စဉ်အသေးချာလဲမှားလိုက်ရသည်ကြည်လရေပိုင်ကိုမင်းမကိုထိုးပေးပြီးပြန်ထွက်မလာနဲ့ဦးတော့လောက်เสียရှိတာအကုန်လုပေးခဲ့ဦးဟုတ်ကဲ့ပါကိုကြီးချမ်းရကျွန်တော်သိပါတယ်နေဦးကွာနောက်ပြီးတော့လဲမင်းမလှမီကြက်ခုံငှက်ခုံတိတ်လုတ်တတ်တာမဟုတ်ပါဘူးတခါတည်းမင်းမဲအိုးဝင်ခုတ်ထစ်ပေးခဲ့ကြားလားကျွန်တော်မှအကြောင်းကျွန်တော်သိပါတယ်ကိုကြီးချမ်းရချက်ယုံအစင်းနဲ့ဖြစ်တဲ့အထိကျွန်တော်လုတ်ပေးခဲ့မှာပါ အေးအေးဒါဆိုလဲပြီးတာပါပဲကွာပြီးသေးဘူးလေပြီးတော့လဲပိုင်ကိုအသေးချာတန့်ရှင်းပြီးညံစင်မော်တင်ခဲ့ရမှာမဟုတ်လားဟုတ်တယ်နော်တဲလီငါမဆဲလိုက်ချင်ဘူးသွားကွာသွားတော့လေကလေးချွန်ကပိုင်ကိုဆွဲလျက်ထွက်သွားသောជីလာအားជីရင်ကိုချမ်းရေးတကိုယ်တည်းပြုံးမိသည်ဒီကောင်အသက်ရလာ၍အိမ်တော်မင်းကြနေပြီဖြစ်တော်လဲတခါတည်းရန်ကလေးစိတ်ကမကုန်ခြင်း ယခုလဲသူ တောင်းတနေသောရေကြက်သားအားစားရတော့မည်ဖြစ်၍ဥမျိုးနေပုံရသည်မျက်နာမှာရွှင်၍လှုပ်ရှားမှုတွေကလည်းတွက်လက်လို့နေချောင်းတွေ့ရသည် မနှက်ပိုင်းကောက်ပြန့်ပေါ်မနှက်ပိုင်းကောက်ပြန့်ပေါ်ကခြားကလေးကအစာစားရန်အတွက်လွတ်ထားသောကြွေးများအားကိုချမ်းအီလှမ်းမြော်ကြည့်လိုက်တော့ဝေးဝေးလန်လန်မသွားရိုးပြားလေကွက်တဲတွင်သာမျက်စားနေချောင်းတွေ့ရသည် ဒါကြောင့်မို့လဲတမနှလုံးပင်ပန်းထားသမျှကိုအိတ်စင်ကလေးပေါ်တက်၍တုံးလုံးလှဲရင်ခိတနားလိုက်သည်ကြီးလာတလင်းသူပြန်ရောက်လာတော့ညနေ နေကြိုချိန်ပင်ရောက်တော်မည်မို့ညနေနေချိချိန်ပင်ရောက်တော်မည်မို့ကိုချမ်းရေးလွတ်ကြောင်းထားသောကျွဲများအား လိုက်လံစူးစီးပြီးတလင်းသူပြန်မောင်းလာခဲ့သည် တလင်းသူရောက်သည်နှင့်ကျွဲငါးကောင်အားရေတိုက်ပြီးကျွဲရွဲပြုတ်လောက်ခါကောက်ပြန်မောသူတတ်လိုက်သည် ဒီတစ်ခါနေပြီးတွင် ကောက်ရိုးပြစ်ရမည်မို့အသီးများအကုန်ကျွေစေရန် ခွာစာများများတက်သည်ထိနေရမည်ဖြစ်သည်ကိုချမ်းဤကျင်းတဲ့လောက်သည်ထိခွာစာတက်လာတော့ကျွဲရဲကို ကောက်ပြန့်ပေါ်မှချကာကြည်လနေတူ ကောက်ရိုးဖို့ကောက်ဆွာခြင်းကိုပြူပြီးကောက်ရိုးများကိုပြစ်လိုက်သည်တလင်းမော်တွင် ကောက်ရိုးမော်များနေတူကြံနေရသောစဘာစီပြန့်အားမှော့ချစ်ခြင်းနှင့်အနာသာလုံးခြင်းတို့ကို ပြူပြီးသည်နှင့် ၎င်းစကားပြန့်ပေါ်တွင် ထက်၍ကောက်လိုင်းစည်းများဖြင့်ကောက်ပြန့်အစ်စ်ကိုဖြန့်ရပြန်သည်ကိုချမ်းရီတို့အစ်စ်ဖြန့်ထားသော ကောက်ပြန့်အားတီးတန်းတက်နေစဉ်ဒီမှာပင်တီးတန်းတက်နေစဉ်တွင် မလှမီတယောက်ညနေသာထမင်းအဖို့ရောက်လာသည်ဒါကြောင့်ကောက်ပြန့်ပေါ်တွင်ကျွဲတွဲလှဲ့နေသော ကိုချမ်းရီထံသို့ကြီလှတက်လာပြီးကျွဲတွဲကိုလက်ပြောင်းယူသည် ကိုချမ်းအေးကိုလည်းကောက်ပြန့်ပေါ်မှအစင်းခိုင်းသည် ိုမှာအမလာမီထမင်းဖို့ရောက်လာပြီလေကိုကြီးချမ်းစကားလေးပါလေသွားပြောလိုက်ဦးငါဘာမှထူးထူးတွေတွေပြောစရာမရှိပါဘူးကွာအခုမရှိသေးပေမဲ့အမလာမီအနာရောက်သွားရင်တော့ရှိချင်းရှိလာမှာပါဟုတ်တယ်မလားတော်စမ်းပါကွာပောက်တဲ့ကြရတွေကိုကိုချမ်းဤပြောပြောဆိုဆိုနှင့်ကောက်ပြန့်ပေါ်မှနေ၍မလာမီရှိရာကနားဖြင်းသို့ဆင်းလာခဲ့သည်ကနားဖြင်းတွင်ရောက်သည်နှင့်ဇနီးဖြစ်သူနာဝင်ထိုင်ရင်းကား တားနဲ့သမီးကိုဘသူနဲ့ထားပစ်ခဲ့လဲဟာဒီနေ့တော့သူတို့အတော်မိတယ်အစောကြီးရောက်လာတယ်လေသူတို့အတော်နဲ့ထားခဲ့ရတာပေါ့အေးဟာငါလူငါးငှားတာကကြည်လာတယောက်တည်းအခုတော့မိတယ်မှာအစ်စ်ပါနေပြီနဲ့တူတယ်အစ်စ်ပါတာမဟုတ်ဘူးတော်ကြီးအပူထောက်ပံ့နေရတာရှင့်အပူထောက်ပံ့နေရတာနင်းကလည်းဟာအဲ့ဒီလူကြီးမပြောပါနဲ့ကြည်လာကြားသွားလို့စိတ်မကောင်းဖြစ်နေပါဦးမယ် လှမေပြောတာဟုတ်တယ်တလောက်လဲဟုတ်နေသည်ကြည်လတလင်းတွင်းသို့ပြောင်းအိတ်ကလေးကမိတင်မှာလှမေနှင့်အတူအဖော်ဖြစ်နေစဉ်လာအိတ်သည်ညသာထမင်းကိုလည်းလှမေအိမ်မှာပင်စားပြီးအိမ်ပါဟီရအလုတ်ကလေးများကိုကူလုတ်ပေးသည် ဆိုတော့အပြစ်တော်လည်းမဆိုသာမိသားစုအဖော်ဖြစ် လာအိတ်ပေးသည်ကိုပင်ကြံဖန်ကျေးဇူးတင်ရမည်ဖြစ်သည်ဒီအတွက်ကိုချမ်းအေးမိသူအမြမခံစားရမိတော့လဲမိမသားဖြစ်သူလှမေကတော့ ဥတုမျိုးပြီးပြီးတွက်ချင်သည်ထင်သည် ထိုစဉ်ကျွဲရွဲလှဲ့နေသော ကြီလထမ်းမှအတန်ကပေါ်လာသည်အမလှမေရဲ့မနဲ့ထမင်းလာပို့ရင်ကျွန်တော်အင်ကြီးလက်ရှိတစ်ထဲအမညမစီကတောင်းယူလာခဲ့သမ်းပါဗျာဟဲ့နေ့မှလက်ရှိအင်ကြီးပါမလာလို့လားပါပါတယ်တထဲသေးဆိုတော့လဲဝစ်စရာမရှိလို့ပါအေးအေးမိတင်ကိုငါပြောလိုက်မယ်မင်းအနေနဲ့တော့အမလှမေတဲလီအကျော်ရှိမနေနဲ့ ငါပြန်သွားရင်နှစ်မိမကိုအပို့ခိုင်းလိုက်မယ်ဒါပဲမဟုတ်လားကိုချမ်းအေးထမင်းတောင်းကိုကြည်ရင်ငါချက်ချင်းထမင်းမစားနိုင်သေးသည်ကိုသတိရသဖြင့်ကောက်ပြက်ငါခုမှသီးနှံတက်ဆာရှိသေးတော့ငါတို့ထမင်းစားချိန်နောက်ကျလိမ့်မယ်နဲ့တူတယ်လှမေရဒီတော့နင် ထမင်းတောင်းစောင့်ယူမနေနဲ့တော့မနဲ့ကြမှာငါအပြန်ပို့ခိုင်းလိုက်မယ်အင်းလေဒါဆိုလဲပြီးရောကဲကျုပ်ပြန်တော့မယ်မက်လာမေအိမ်ပြန်ရန်ထန်ရာမှထလိုက်သည်နှင့် ကိုချမ်းရီထမင်းတောင်းကိုကောက်ယူကအိတ်စင်ပေါ်သို့တင်လိုက်သည်။နောက်အိတ်စင်အောက်သို့ထိုးသွင်းတင်ထားသောကောက်စွာအားဆွဲယူက ကောက်ပြန့်နှကန်းသားများလုံးရန်အတွက်တလင်းတွင်သို့ပြန်ဝင်ခဲ့သည်။ကိုချမ်းအီကောက်ပြန့်အားနှကန်းသားလုံးနေရမှကြည်လာသူကြည်လာရေဒီပြန့်ခွာစာရမှာပဲတို့ထမင်းစားကြတာပေါ့ကွာဟုတ်လား။ရတယ်လေ ကိုကြီးချမ်းရဲ့စာလီကောင်းလီပေါ့ဒါပေမဲ့ဘာဒါပေမဲ့လဲကွာ။ ထမင်းစားနောက်ကြရင် နောက်နေဟင်းစားအတွက်ကြွက်ထောင်မှုအချိန်ရမှာမဟုတ်တော့ဘူးနဲ့တူတယ်ဗျမရလဲနေပေါ့ကွာနောက်နေဒီမှပေါ့ကြည်လဘာမှပြန်ပြောမလာတော့ရောက်တဲ့ရရသချင်းများကိုအော်ဆိုရင်ကျွဲတွဲကိုလှဲ့နေကြောင်းတွေ့ရသည်ကောက်ပြန့်ခွာစားရ၍ရေကြက်သားနှင့်ထမင်းစားပြီးချိန်မှာတော့ဝမ်းတောက်သွားသည်ကတကြောင်နှင့်လုပ်ငန်းများကိုဇက်တိုက်ဆောင်ရွက်ရခြင်းတို့ကြောင့်ထိုနေ့ညကကြည်လပြောသလိုပင် ွတ်ထောင်ခြင်းအလုပ်ကိုမလုပ်နိုင်တော့ပြီ။ကောက်ပြန့်ဖော်နေစဉ်တွင်ကြီလထမ်းမှကြံ့ကြံ့ဖန်ဖန်ရည်စရာစကားကထွက်လာသည်။ကိုကြီးချမ်းရေဒီနေ့ညတော့ကောင်းကောင်းမှအိတ်လို့ရပါမလားမသိဘူးဗျ။ဟာဘာဖြစ်လို့လဲကွာ။ဘာဖြစ်ရမှာလဲကိုကြီးချမ်းရ။ကြွက်တွေဝိုင်းပြီးတာရုခေါ်တန်ကတကွင်းလုံးညံနေမှာတေးကြတယ်လေ။မင်းနဲ့ကွယ်ကြံ့ကြံ့ဖန်ဖန်ပြောရမယ်။အမှန်မင်း ကြွက်များကယနေ့ညအတွက်တာဓုခေါ်လီမလားဆိုသည်ကိုဖြင့်ကိုချမ်းဤမတိကြည်သို့သောယနေ့ညအဖို့ဖြင့်အကုသူကင်းကင်းဖြင့်အိတ်ဆက်ရမည်ကိုတော့ကိုချမ်းဤအသေးချာတိနေလေတော့သည်